မင်္ဂလာပါကျွန်တော်တို့ဂျိတ်တန်ရာဒီအဖွဲ့အခုဒီနေ့ကတော့ကျွန်တော်တို့လော့တွေကျွန်တော်တို့ရွေးချယ်ထားတဲ့လော့တွေပေါ့နော်ကျွန်တော်တို့ရွေးချယ်ထားတဲ့လော့တွေမြန်မာလော့ရယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒေါ်လာနဲ့ USD နဲ့လော့တွေပေါ့နော်အဲအဲ့ဒါတွေကိုကျွန်တော်တို့ဒါကျွန်တော်တို့ဒီနေ့အစိုးပြုလွာထည့်ခဲ့တယ်အားလုံးဆိုရင်ကျွန်တော်တို့အဆောင်ရေဘယ်နှဆောင်ရှိမလဲ90အောင်နော်90အောင်ကျွန်တော်တို့ထည့်ထားတယ်ပေါ့နော် ဲ့တော့ဒီတစ်ခေါက်နေပြီတော့လာတာကတော့ကျွန်တော်တို့တော်တော်လေးကိုအကျိုးရှိပါတယ်ပြီးခဲ့တဲ့အခေါက်တွေအခေါက်တွေထဲကျွန်တော်တို့ပို့ပို့ပြီးတော့မှအကျိုးရှိတယ်ကျွန်တော်တို့ပထမတစ်ခေါက်မှာတော့ကျွန်တော်တို့ကအဲဒီဒီရဲ့ပေါ့နော်ဒီပြပွဲရဲ့သဘောထားအချင်းသဘောတရားအချင်းနေပေါ့နော်ကျွန်တော်တို့ဒါကိုလေ့လာတယ်အဲဒုတိယတစ်ခေါက်မှာတော့ကျွန်တော်တို့အဲကျွန်တော်တို့စပြီးတော့မှအယောင်းလော့လေးစပြီးတော့မှအစမ်းသဘောမျိုးပေါ့ဗျာနော်တင်ကြည့်တယ်ဒါဒီဒီခေါက်ကတော့ကျွန်တော်တို့တင်တဲ့အယောင်းလော့ကိုပဲကျွန်တော်တို့က အဲ3လော့ပေါ့နော်3လော့အယောင်လော့တင်တယ်ပြီးလို့ရှိရင်အခုဆွဲတာကကြတော့ဒါ9လော့ပေါ့နော်9လော့ဆွဲခဲ့တယ်ပေါ့နော်အဲ့တော့ကိုတင်တဲ့အယောင်လော့တွေလည်းအဲလာဈေးအမြင့်ဆုံးရပြီးတော့မှအောင်မြင်ပါစေလို့ဆန္ဒပြုတယ်ကိုကြောက်ကိုပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ပေးသက်တွေလည်းပဲဒါဟိုဘနေ့ကတော့အဲဆွတ်တောင်းပေးကြတဲ့တယောက်စီတောင်လည်းကျေးဇူးတင်တယ်အဲဒီနေ့ကတော့နောက်ထပ်ထပ်ပြီးတော့မှကျွန်တော်တို့ကဒါအဝယ်လော့ပေါ့နော်အဝယ်လော့ဒါ9လော့ကိုကျွန်တော်တို့ဒါအစုပြုလာ တင်ခဲ့တယ်အဲ့ဒါကြီးလည်းပဲအကိုပေးတဲ့ဈေးနဲ့ရရှိပါစေကြောင်းเนาะကျွန်တော်ရဲ့ပေးတဲ့တွေထပ်လောင်းပြီးတော့မှဆူတောင်းပေးကြပါအောင်အားပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ကျွန်တော်တို့အခုအားတော့ဒီအခုအစိုးပြလာနေတာထည့်ပြီးပြီးဆိုတော့ကျွန်တော်တို့ကတော့ဒါဆက်ပြီးတော့မှဟိုရန်ကုန်ခီးစဉ်ပေါ့ဗျာနော်ရန်ကုန်မှာကျွန်တော်တို့ကုမ္ပဏီအစည်းအဝေးလေးအဲအရေးကြီးတဲ့အစည်းအဝေးလေးတက်ဆရာရှိလို့ကြာကျွန်တော်တို့ဒါရန်ကုန်ခီးစဉ်ကိုဆက်ပြီးတော့မှသွားမှာဖြစ်တယ်ဒီ ကြောင်မြက်ပြပွဲကိုပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီကြောင်မြက်ပြပွဲကိုအခုလိုမျိုးတက်ပြီးတော့မှဟိုလာကြောက်လော့တွေတင်တယ်လော့တွေဆွဲတယ်ဆိုတော့ဒီလိုမျိုးအခြေအနေကိုရောက်ဖို့ရန်အတွက်ဒါပွဲမုံလေးလင်းပြောရရင်တော့ကျွန်တော်အနေနဲ့တော့15နှစ်ကျော်လောက်ကြာတယ်ပေါ့နော်အဲတချို့တွေကြတော့လည်းကံကောင်းတယ်ပေါ့ဗျာနော်ဒီလိုမျိုးဒီကြောင်မြက်ပြပွဲကိုတက်နိုင်ဖို့ရန်အတွက်တချို့တွေကြတော့လည်းလွယ်လွယ်ကူကူနဲ့ပေါ့လားလွယ်လွယ်ကူကူနဲ့ပဲကျွန်တော်တို့ဝင်လို့ထွက်လို့ဟိုလာ ဘဝဘေးအခြေအနေမတူဘူးပေါ့ကျွန်တော်ပြောချင်တာကျွန်တော်တို့အနေနဲ့ကတော့15နှစ်လောက်ကြိုးစားပြီးမှဒီပြပွဲကိုရောက်တယ်စပြီးတော့မှစပြီးတော့မှကျွန်တော်တို့ဒီကြောက်လုတ်ကလေးရလဲတစ်ချိန်ချိန်ကြက်လို့ရှိရင်တော့ဟလာနေပြီးတော့ကြောက်မြပြပွဲကိုဟိုတင်လော့ရီတင်နိုင်တဲ့သူလော့ရီဆွဲနိုင်တဲ့ကြောက်သမားကြီးဖြစ်ရှင်နေဆိုတော့အဲအတွေးပေါ့နော်အဲ့ဒါကတော့ကျွန်တော်ရှိတယ်ပေါ့နော်အဲ့တော့အခုတော့ဒါကိုယ့်ရဲ့ဆန္ဒတွေပြည့်ဝလာတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့တင်နန်းသားတွေအနေနဲ့ကတော့ဒါက ကျွန်တော်တို့လွယ်တယ်လို့ပြောလို့ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နဲ့ရင်းနှီးတယ်ကျွန်တော်တို့နဲ့တိလိုက်တယ်အခုလစ်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့တယ်လစ်လာတယ်အဲ့တော့ဒီပြပွဲရဲ့သဘောတရားတွေကျွန်တော်တို့လုပ်ပုံကိုင်ပုံတွေဒါတွေသိသွားတာပေါ့ဗျာနော်အဲ့တော့ဘိုးလိုပြောရလဲဟိုမနေ့ကကျွန်တော်တနင်္ဂနွေတယောက်ပြောသလိုပြောရင်လည်းဒါအတိုင်းဝိုင်းတစ်ခုတည်းပေါ့ဗျာနော်အဲကိုအတိုင်းဝိုင်းတစ်ခုတည်းကိုကျွန်တော်တို့ရောက်လာတာပေါ့မနေ့တော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအဲ ဒင်နာပွဲပေါ့เนาะကျွန်တော်တို့ကြောက်သမားတွေအဲဒီဒင်နာပွဲတွေတက်တဲ့အခါမှာလဲပြတာအဲခုနပြောသလိုဟိုအစပိုင်းဟလာတာမန်ကြောက်သမားပေါ့ဆာလေးတုန်းကကြတော့ဒါဒီလိုမျိုးပွဲတွေဒါမတက်နိုင်ဘူးဖိတ်တဲ့သူလည်းမရှိဘူးပေါ့ဗျာเนาะအဲ့တော့အခုတော့ဘယ်ဘက်သွားမလဲဘယ်ဘက်လားညာဘက်လားညာဘက်เนาะအခုတော့ဒီလိုမျိုးကျွန်တော်တို့ဒါကြောက်သမားအောင်မြင်တဲ့ကြောက်သမားတွေရဲ့အတိုင်းဝိုင်းမှာကျွန်တော်တို့ရောက်ရှိတယ်ပေါ့ဗျာဒါလည်းကိုကိုကိုလည်းဂုံယူမိတယ်အဲကျွန်တော်ရဲ့ဟလာရေနာညီကိုမောင်နှမတွေကိုလည်းပဲ ကျွန်တော်တို့စူးစမ်းရင်ဖြစ်ပါတယ်ဟုတ်လားတနစ်တလန်ဗကံပဲပြီးမလဲဆိုပြီးတော့မှကျွန်တော်တို့ဖြည်းဖြည်းချင်းတစတစနဲ့စူးစမ်းမယ်ဆိုလို့ရှိရင်ဟုတ်လားတိနေတိတ်ပန်တိနေတနန်ဆိုတဲ့အတိုင်းပဲပေါ့ဗျာနော်ဖြည်း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 လင်းလဲကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့စီးပွားဥစ္စာကြီးပွားတွတ်တက်မှုတွေလည်းရမယ်ခုနတိတိနေတိတ်ပန်ဆိုတာဒါပညာရေးနဲ့ဆိုင်တဲ့ဟာပေါ့ဗျာနော်ခုလိုလို့ဆိုတော့ဒါလုပ်ငန်းအကြောင်းပြောနေတာဆိုတော့နော်အဲ့တော့ကိုလိုချင်တဲ့အောင်မြင်မှုတွေကိုဖြည်း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 တစတစနဲ့ကျွန်တော်တို့ ရရှိအောင်လို့စူးစမ်းပြီးတော့မှလှုပ်ဆောင်လို့ရတယ်ဆိုတဲ့အကြောင်းအောင်เนาะအမနေ့ကတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုပြောတယ်ဗျာအဲ့ဗီဒီယိုလေးထဲမှာကတော့အတန်မပါနဲ့အမှုကလည်းပျောက်သွားရောเนาะအဲ့အဲ့ဒါပါလဲဆိုတော့တချို့တွေကတဲ့အဲ့ဒါစူးစမ်းရင်လည်းဖြစ်ရှင်မှဖြစ်တာပါလို့ပြောတဲ့သူတွေရှိတယ်ပြီးတော့မှကျွန်တော်တို့အောင်မြေတင်တဲ့နေတက်တဲ့သူတွေအောင်မြေနဲ့ပတ်သက်တဲ့တက်ကြမ်းတွေဖတ်တဲ့သူတွေကိုဟုတ်လား ဟိုအပုတ်ချရတယ်လို့ပြောရမှာပေါ့နော်ဘလိန်းတာပေါ့နော်အားဒါရမဖြစ်နိုင်ပါဘူးဒီ side federation နဲ့ဘာမှမထူပါဘူးသင်တန်းတက်လဲဘာမှမထူပါဘူးလို့အမြင်တဲ့သူတွေကတည်တန်းရှိတယ်အဲ့တော့အဲ့ဒါတွေကိုအဲ့လိုမျိုးပြောတဲ့သူတွေရဲ့စကားကိုနားမထောင်မနဲ့ဟုတ်လားအဲကိုယ့်ရဲ့စိတ်ကိုအပြောင်းလဲဖြစ်စေတဲ့တက်ကြမ်းနေစူးစားခြင်းစိတ်တွေဖြစ်အောင်အဲလုပ်ပေးတဲ့သင်တန်းတွေပေါ့နော်ဒါမျိုးတွေအောင်မြင်ရေးသင်တန်းတွေအောင်မြင်ရေးစာအုပ်တွေကိုကျွန်တော်တို့ဖတ်ရှုလေ့လာသင်တယ်ဒါလေးလဲကျွန်တော်မနေ့ရက်ရဲ့အဆက်လေးပေါ့ဗျာပြီနော်အဲမနေ့ရက်ရဲ့အဆက်လေး အဲအဲ့အားတွေကဘာတွေကောင်းလဲဆိုတော့ကိုယ့်ရဲ့စိတ်ကို motivation ဖြစ်စေတယ်စူးစမ်းခြင်းတဲ့စိတ်တွေဖြစ်တယ်အောင်မြင်ခြင်းတဲ့စိတ်တွေဖြစ်တယ်အခုနောက်ပြောသလိုဟိုလာအောင်မြင်တဲ့လူတွေရဲ့အတိုင်းဝိုင်းမှာအကျင်လည်နိုင်ဖို့ရန်အတွက်ကိုယ့်ကိုယ်ကိုတွန်းအားတွေဖြစ်စေတယ်ပေါ့ဗျာနော်အဲအားကြောင့်မလို့ကျွန်တော်ရဲ့ပေးသက်တွေကိုဟလာစူးစမ်းခြင်းတဲ့စိတ်တွေဖြစ်စေတဲ့အခုနောက်ပြောတက်ကြမ်းနေ motivation စာအုပ်တွေအောင်မြင်ရေးသင်တန်းတွေတက်တဲ့နယ်ဆိုတဲ့အကြောင်းတွေလည်းထပ်လောင်းပြီးတော့မှအကြံပြုဆွေးနွေးပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းအောင်နော် အဲကျွန်တော်တို့ခုဒါရန်ကုန်ကိုဆက်ပြီးတော့မှသွားနေတာဖြစ်ပါတယ်ရန်ကုန်ရောက်တဲ့အခါမှာထပ်ပြီးတော့မှတွေ့မယ်ပေါ့ဗျာနော်အားလုံးကျေးဇူးတင်ပါတယ် bye bye see you later everyone bye bye